အဲ့ထဲမှာလေကတက်သွားတယ်အဘော်ဓာတ်ရောက်တယ်အဘော်ဓာတ်ကျတော့တကားစီရောနဲ့စီထားပါဘောနော်ကျွန်တော်ဧည့်သည်ရှိနေတော့နော်တကားဖွင့်ကြည့်လိုက်တဲ့အချိန်မှာစောစောကဇပွဲပေါ်မှာကျွန်တော်ခြံထားခဲ့တယ်ဟင်းနေထမင်းတွေဘာမှရှိတော့ဒီနေ့တော့ကျွန်တော်တို့ နိုင်ငံရဲ့ပေါ့နော်ကျွန်တော်နိုင်ငံရဲ့အခြေအနေတော့ဆက်ဖြစ်နေတဲ့အဖြစ်ပြက်ပေါ့အဲ့ဒါလည်းပတ်သက်ပြီးတော့ဥတီချက်တူရာတို့လေးပါတို့လေးသုံးဖို့ကျွန်တော်ပြောပါမယ်ဒါလေးတွေကကျွန်တော်စိတ်ကူးညာနဲ့ကထွက်တာမဟုတ်ဘဲနဲ့တကယ်လက်တွေ့မြင်ရတဲ့ကိစ္စအဲ့ဒီကိစ္စတွေကိုကျွန်တော်ပြောမှဖြစ်ပါတယ်အော်ပထမဆုံးတစ်ပုဒ်ကတော့ စာလေးစာဆိုပြီးတော့ကျွန်တော်အဲ့လိုကောင်းစင်ပေးထားပါတယ်။ဟိုရက်ွက်ထမစာလေးစာသဘာတွဲတွေစာလေးစာသဘာတွဲတွေဆိုရောင်းတဲ့ကောင်လေးပါ။ဟာအဲအဲ့ဒီကောင်လေးကအေးရှိလာလို့ရှိရင်ကျွန်တော်ကသဘာတွဲတွဲဝယ်တယ်။ကျွန်တော်သဘာတွဲတွဲဝယ်လို့ရှိရင်သူဘာလို့လဲဆိုတော့ကျွန်တော်ဆရာပတ်စံနေပဲယူပြီးလို့ရှိရင်ကျွန်တော်တို့အဲ့အချိန်ကပေါ့နော်အခုတော့မရှိတော့ဘူး။အဲ့ဒီအချိန်ကကျွန်တော်တို့ အင်းရဲ့ဝင်းအိမ်ဝင်းနိုင်ရရဲ့အပြင်ဘက်မှာအာကျွန်တော်တို့ကစင်လေးတစ်ခုရှိတယ်ဗျအဲ့စင်လေးမှာဘာလုပ်လဲဆိုတော့ကျွန်တော်ရောက်မှအမကြီးကကျွန်တော်နဲ့တူနေတာအဲ့ကာလအဲ့ချိန်မှာသူကဖျားဆွန်းတော့တယ်ဆွန်းနေကောင်းကြီးမောင်ဆိုကောင်းကြီးမောင်ပေါ့ဟိုဆွန်းနေဟင်းနေဆိုဆွန်းနေဟင်းအဲ့ဒါကိုသူကအမြဲတမ်းတူလာတဲ့အချိန်မတိုင်ခင်တင်းတင်းထားတယ်ဗျတင်းတင်းထားပြီးတော့ဒီကောင်လေးကိုကျွန်တော်က စပားရွဲကိုယူတယ်ပြဆန့်ပေးတယ်ပေးပြီးလို့ရှိရင်ဒီကောင်လေးကျွန်တော်တို့လမ်းလေးကလမ်းအပိတ်ကလေးပဲအတူလို့ဆက်သွားပြီးတော့ခဏကြာတစ်ထပ်ပြန်လှည့်လာโอเคအဲ့ဒါနေနေတူကကျွန်တော်တို့လုပ်တဲ့အလုပ်ပေါ့နော်တနေ့ကျတော့ तू ကကျွန်တော်ပြဆန့်ပေးလိုက်တယ်ပြဆန့်ပေးလိုက်တဲ့ခါမှာ तू ကျွန်တော်တမျိုးပဲကြည့်ကြည့်ပြီးတော့ဆက်သွားတယ်ဗျဆက်သွားပြီးတော့သူ့စပားရွဲကို လက်ပတ်ရောင်းတယ်ပေါ့ရောင်းပြီးပြန်လာပြန်လာတော့ခြံထဲမှာကျွန်တော်ကစပါးတွေတွေလက်ချိတ်နေပေါ့ကြာဟိုစာလေးတွေအတွက်ချိတ်နေကြတယ်ဥလေဥလေတဲ့ကျွန်တော်လှမ်းခေါ်တော့အာကျွန်တော်ဟဲ့ဘာလဲကွာလို့ငါပတ်စံမပေးရသေးဘူးလားဟာပေးပြီလေအေးရဆိုပြီးဘာပြောလဲဥလေဆုံးတော့မဆုံးရသေးဘူးလေအဲ့ကြတော့ကျွန်တော်ဖလက်ခနဲ့ဆိုလဲပေါ့အာအေးမင်းငါရောက်ခွန်အိမ်မင်းနေလို့ထင်တယ်ကွာဆိုတော့ကြည့်တော့တကယ်ဆုံးတော့မဆုံးရသေးဘူးအဲ့ဆုံးတော့လေးတွေယူလာပြီးတော့ ကျွန်တော်အဲ့စင်တွေပေါ်ဆွန့်လိုက်တော့သူအဲ့ဒါလေးယူပြီးတော့ရှေ့ဆက်သွားတယ်ဟာအဲ့တော့ပဲအထူးတော်လေးနော်တကယ်ဖြစ်တယ်ဖြစ်ပြီသူကစာလေးစီအတွက်ဘောဘဖြစ်ဖြစ်ဖို့ဟာသူစီပွားရေးအတွက်နော်သူထမင်းစားဖို့ဒီစာလေးတွေအစာကျွေးဖို့လုံလုံနေပြီမဲ့သူ့ဝင်းတော့သူမဝါဘူးဗျအဲ့တော့ပဲပြောချင်တာအဲ့တော့ကျွန်တော်နိုင်ငံမှာ အဲ့ဒီလိုဓမြုံမွားတဲ့လူတွေဘလောက်များလဲဒါလေးကိုသိသိချင်းတော့စာကလေးစာဆိုပြီးတော့ကျွန်တော်ရေးပါတယ်အဲ့ဒီဝိထုတို့လေးရေးပြီးတော့ပထမအကြိမ်ပါသွားတယ်ဗျပါသွားပြီးတော့ဒုတိယအကြိမ်ကျကျွန်တော်မှတ်မိတာဂျာနယ်ခင်မှာကိုနညာတန်းအချမ်းနဲ့တူဆောင်ကင်တယ်ကင်တော့အဲ့ဒီဝိထုတို့လေးကိုသူကကြိုက်တယ်ပြန်ထည့်ကျင်တယ်ဆိုထည့်မပြေတော့ဘူးဗျစပီးစစ်စစ်ရှိတဲ့ကာလာပေါ့နော်အဲ့ဂျာနယ်တွေမှာတော့ အဲ့ဟာလေးပေးမထဲတော့ပါဘူးနောက်နောက်ဒုတိယတပုတ်ဒုတိယတပုတ်ကတော့ကျွန်တော်အဲ့ဒါလဲကျွန်တော်အတွေ့အကြုံအစ်စ်အမှန်ပဲဗျအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တစ်ဖက်ဆိုင်ထိုင်တာရွှေဘဲနားမှာဗျရွှေဘဲနားမှာဆိုတော့အဲ့ရွှေဘဲမှာကာကြီးကငါတို့ဆိုနေဗျာ ဘဲခင်မဆိုစီကားတယ်ဗျအဲအဲ့အဲ့ရွှေဘဲကွက်ကွက်ကလေးလာကြည့်ပြီးတော့မြန်မာပြည်ကိုသုံးသပ်မယ်ဆိုရင်မြန်မာပြည်ကလူတွေအရန်ချမ်းသာတာနေ့တိုင်းလာပြီးစားနေတောက်နိုင်သုံးနိုင်ဖြုံးနိုင်လို့ထင်ကြကောင်းလောက်အောင်အဲ့ဒီအနေအထားမျိုးကိုဖော်ပြနိုင်တဲ့ပြည်ရောက်တစ်ခုဗျရွှေဘဲကအဲ့ရွှေဘဲနဲ့ကဲ့ရဲ့ကလပိတဲ့မှာကျွန်တော်ကထိုင်နေဗျထိုင်တော့အဲ့ဒီလပိတဲ့ရောက်ဖို့ကျွန်တော်ကကိုးမိုင်ဘက်ကနေပြီးတော့လမ်းလျှောက်လျှောက်လာတယ် အဲ့လမ်းလျှောက်လာတဲ့အချိန်မှာနော်ခတ်တူလိုပြောမယ်ဆိုလို့ရှိရင်ခွေးလေးခွေးလွင်နေအဲ့ဒီ platform ပေါ်မှာငတ်ပြတ်နေတဲ့ခွေးတွေပိန်ချောက်ကပ်ပြီးအဲ့လိုမျိုးအဲ့ဟိုလူကမောင်းထုတ်ဒီလူကမောင်းထုတ်နားကမခံနိုင်ဘူးကွာဗျာနော်တော်တရားဟိုလမ်းပြခွေးတွေကိုက်သွားရင်လည်းခွေးယူရောကဘာညာနဲ့အဲ့တနေ့ကျွန်တော်အဲ့လိုလျှောက်လာတဲ့အချိန်မှာအဲ့ဒီဘတ်စကာမှတ်တိုင်ဗျဘတ်စကာမှတ်တိုင်ကနေပြီးတော့နည်းနည်းကြော်လာပြီ အဲကြော်လာတဲ့အချိန်မှာအဲခွေးပြိမ်မတကောပါဗျာသားလေးတွေနဲ့သားလေးတွေကနှုတ်ဆွဲနေတဲ့အချိန်မှာခွေးမကြီးကငှက်ပြီးတော့ဟိုအစာလိုက်ရှာနေပါဘောနော်အဲ့တော့ကျွန်တော်မြင်ပြီးတော့စိတ်ထဲမှာထိကြိုက်သွားတယ်အဲ့ဒါနဲ့ကျွန်တော်လက်ဖေးဆိုင်ထိုင်တော့လက်ဖေးအဲ့ကျွန်တော်ထိုင်တဲ့လက်ဖေးဆိုင်ကသမင်းနှင်းနေရောင်းနေဗျရောင်းတော့ကျွန်တော်ကသမင်းနှင်းရပြီလားဆိုတော့အာရပြီပေါ့ရပြီဆိုရင် ့ဘာရလဲဘာရလဲကျွန်တော်မြည်တော့ရတယ်အကုန်ရတာဒါဆိုရင်အမဲသားနိုင်ငံကိုသမင်းနှစ်ထုပ်ပေးပါစေအဲ့ခက်ကကျွန်တော်တို့ဒီလိုဖော့ဘူးတွေပါတယ်ညာတွေမပေါ်သေးဘူးမပေါ်သေးတော့မင်းဒလော့ကောသတင်းစာဆက်ကူနဲ့အဲ့ဒါကိုထုတ်ပေးသတင်းစာဆက်ကူနဲ့သမင်းထုတ်လိုက်ထင်းကိုအပေါ်ပုံလိုက်ရပြီရပြီးတော့မှကျွန်တော်ကဇဝဲတို့လေးကိုခေါ်ပြီးတော့ဟေ့အဲ့အဲ့ပတ်စကတ်မှတ်တိုင်နာမှာ ခွေးသားမိတွေရှိတယ်အဲ့ပါသူ့နာမှာမင်းအဲ့ဟာသွားချပေးလိုက်နော်ချပေးလိုက်ချပေးလိုက်ရင်သူစားလိမ့်မယ်ပေါ့အဲ့နှစ်ထုပ်သားယူတော့ကဆိုချခန်းလိုက်တယ်ဗျချခန်းလိုက်ပြီးတော့အဲကျွန်တော်လက်ဖက်ဆိုင်ပြန်ထိုင်တာပေါ့နော်ကျွန်တော်တနာ yı နီဝါလောက်ထိုင်မလားမသိဘူးကျွန်တော်တငယ်ချင်းပဲလာတယ်စကားတွေပဲပြောပြောပြီးတော့ငါတော့မနေ့စောစောကုစုယူလိုက်ပြီအဲ့လိုပဲဟိုခွေးမတကောနော်အစာငတ်နေတဲ့ကလေးတွေလည်းတန်းလန်းနေအဲ့လိုပြောလိုက်တယ်ဗျပြောပြီးတော့အဲကျွန်တော် လမ်းခွဲတော့ဗောနော်လမ်းခွဲတော့ကျွန်တော်ကအဲ့ချိန်တော့ကျွန်တော်အသွားလဲလမ်းလျှောက်တယ်အပြန်လဲလမ်းလျှောက်တယ်ဗျာတမိုင်မဲဝေးတယ်ကျွန်တော်အရင်ကအဲ့လမ်းလျှောက်တဲ့အချိန်မှာကျွန်တော်တတိယမြောက်အဒီပန်စကမှတ်တိုင်အောင်မှာချလိုက်လို့ပြောတယ်ဇင်းစာဆက်ကူကဘယောက်သွားလဲဇင်းစာဆက်ကူမတွေ့ဘူးဗျာအနားမှာထမင်းစားအနာတွေလဲမတွေ့ဘူးအဲ့ဒီခွဲပြင်မှာလည်းပဲမတွေ့တော့ဘူးအဘယောက်သွားလဲမသိဘူးဗောဆက်ဆက်လျှောက်သွားတယ်နောက်တတတတိုင်တတိုင်တော့ကြတော့မှာ ဲ့သတင်းစာဆက်ကူနဲ့တမင်းသားဟင်းသားတွေတွေ့တယ်။အဲ့ဒီအနာမှာစာဘိကစကလေးနှစ်ယောက်ကိုတွေ့ရပါတယ်။အဲ့တော့နော်ဒါကျွန်တော်ဝိထုကဗာပြခြင်းလဲဆိုတော့ခွေးရဲ့အစာတော့လူစားနေရတဲ့အခြေအနေတစ်ခုရောက်နေပါတယ်။အဲ့နောက်တစ်ပုတ် ျွန်တော်ပြောချင်တာကတော့ဒါကျွန်တော်ဟောပြောွဲအတွေ့အကြုံပါအဲ့ဒါကိုကျွန်တော်ဟောပြောွဲအတွေ့အကြုံမမေ့နိုင်စရာစာပေခရီးစဉ်စာအုပ်ထဲမှာထည့်ရေးပါတယ်ညစာဆိုပြီးထည့်ရေးပါတယ်ဒါတော့ကျွန်တော်ဟောပြောွဲလိုက်တဲ့လူတိုင်းသိတဲ့ထုံးစံတစ်ခုရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ဟောပြောွဲတစ်ခုကည၈နိုင်9နိုင်စမယ်ပေါ့စမယ်ဆိုလို့ရှိရင်နော်အစားတောက်စီစဉ်တဲ့လူတွေကကျွန်တော်တို့၆နိုင်ပဲ9နိုင်ဆိုစီစဉ်ပြီးပေါ့နော်စီစဉ်ပြီးကျွန်တော်တို့ကယုံတန်းသွားပါ အဲ့ဒီစီစဉ်တဲ့အချိန်မှာတော်တော်ဆရာတဲ့သူတွေအနေနဲ့ကြတော့လည်းပဲအဲ့အချိန်မှာမစားနိုင်ဘူးကြမစားဘူးတကယ်မစားဘူးသူတို့တော်ဝင်စားဝိုင်းမှာအမီးအနေနဲ့ကဟင်းကိုစားတယ်ဆရာမများနဲ့မတော်မစားတတ်တဲ့ဆရာဆရာများကလည်းများများမစားဘူးအဝမစားဘူးပေါ့ဘာကြောင့်လဲဆိုတော့စင်ပေါ်မှာဘိုက်တင်းပြီးတော့အဲ့လိုကြီးခေါ်လို့ပြောလို့မကောင်းဘူးပေါ့ဗျနောက်တော့အဲ့ဒါရအစင်လာဖြစ်လာတယ်စင်လာဖြစ်လာတော့ဟို ဆိုင်ခေါ်ကျွေးတဲ့လူတွေပါလေဆိုလို့ရှိရင်လေဗျာဟောတချို့ကဆိုင်မှာဧကန်တယ်ဆိုင်မှာဧကန်တယ်ဆိုရင်အဲ့ဆိုင်ကဘာတွေဘာတွေဘာတွေမှာမှာပြီးတော့မှအဲ့ဒါကိုဂျိုင်းနေဆွဲဂျိုင်းနေဆွဲပြီးတော့မှနားတဲ့နေရာကိုရောက်အောင် လာပို့ပေးတယ်တချို့အိမ်တွေကြတော့လည်းပဲတချို့ကော်မတီတွေကြတော့လည်းတို့သဘောကောင်းတယ်ဗျာအာကစ္စံပြူဆရာတို့ဆရာမတို့တနားရီဖြစ်ဖြစ်နှစ်နာရီဖြစ်ဖြစ်ပူပူနွဲ့နွဲ့စောင်းအောင်ပြန်တွဲပေးမယ်ဘာညာဆိုပြီးတော့အဲ့လိုထမင်းဝိုင်းဆင်ပေးတာလည်းရှိတတ်ပါတယ်နော်အဲ့တော့ ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီဆောင်းမထဲမှာတော့ကျွန်တော်မြို့ထဲမရေးဘူး။အခုရွှေဘုံမြို့မှာဗျ။ကျွန်တော်မှတ်မှတ်ရ။ပွဲက7ပွဲရှိတယ်။ရွှေဘုံတခရိုင်လုံးမှာရှိတယ်ပွဲတွေ7ပွဲ။အဲ့တော့ရွှေဘုံမြို့မှာပွဲမှာကျွန်တော်ပထမဆုံးစဟောရမှာနေ။အဲ့ဟောမယ်နေ့မှာဆရာမြေစာရဲ့ကျွန်တော်တို့ဆရာကြီးဖြစ်တဲ့နော်ရွှေရှင်ဒါရိုက်တာဆိုင်ဆရာမောင်နေမျိုးနော်သူဦးဆောင်လာတာ။အဲ့ကျွန်တော်တို့က လက်ခံစားပေါ့ဗျာနော်အဲ့မှာကျွန်တော်တို့သုံးအောင်ကိုနေရာချထားပေးတာဘယ်မှာလဲဆိုတော့ဘိုးထဲမှာဗျာဘိုးထဲဆိုလွတ်လပ်ရှိတော့ဗျာမြို့ပြင်လေးလည်းနည်းနည်းရောက်တယ်အဲ့မှာဘိုးဘိုးထဲပဲဘာမှမရှိဘူးဘိုးထဲနောက်ခက်လန်းလန်းမှာဘိုးထဲဆောင်နေအိမ်ရှိမယ်အောင်မိသားစုရှိမယ်အဲ့ဘိုးထဲမှာကျွန်တော်ကြက်ကြက်ဝင်းဝင်းဒီတိုင်းထားပေးတယ်တနေ့ကင်းလုံးကျွန်တော်တို့ဒီတိုင်းပဲအိတ်နှက်အစာဖတ်အဖတ်ပြီးတော့ညနေကျတော့သူကမြို့လည်းနည်းနည်းလေးလှမ်းတော့ဗျာ ဂျိုင်းနဲ့ဆွဲယူလာတယ်ကျွန်တော်တို့တော့တဲ့ဂျိုင်းနဲ့ဆွဲယူလာတယ်ဆွဲယူလာပြီးတော့သူကထားလိုက်ပါတော့ညာ၈နာရီတောက်ကိုပွဲစမယ်လို့ပြောပေမဲ့9နာရီခွဲလောက်ကြတော့9နာရီလောက်မှကျွန်တော်တို့ကစားရတောက်တာလုပ်ပြီပေါ့နော်စားရတောက်တက်ယူရတယ်တောက်ဝယ်မတောက်တက်တဲ့ယူရလဲစားကိုကစောစောပြောခဲ့သလိုနင်းနေစားပေါ့အဲ့အချိန်မှာကော်မတီကရောက်လာရောက်လာဆရာပရိသတ်တွေကအယားမဲကိုယုံပြည့်နေပြီတဲ့အဲအဲ့ဒါဆရာတို့နင်းနေစောစခြင်းနဲ့ဖြစ်မလားဆိုတော့ဟာဘာလို့မဖြစ်အောင်လဲ အဲကျွန်တော်တို့ဒါကိုပြန်လာမှကျွန်တော်စားမယ်ဟာပဲငါပြန်လာတော့ဆက်စားမှာပေါ့ဆိုပြီးတော့ဒီတိုင်းပဲထားခဲ့ထားခဲ့ပြီးတော့ကျွန်တော်ပြန်သွားတယ်ဘိုးရဲကနေသွားတယ်ဟောတယ်ဟောပြီးတော့တနာကြီးတော့မှပြီးတယ်ပြီးတော့ဘိုက်ကဆားလာပြီလေလူတွေကအဲ့အချိန်ကျတော့ကောမဒီကလည်းပဲအာဆရာကျွန်တော်တို့ပစ္စည်းတွေတိမ်ပါတယ်တိမ်နေလှုပ်ရှုပ်တယ်ဆရာတို့ကားနဲ့လိုက်ပို့ပြီးဆရာတို့ဆင်းကြံနေတော့ဆရာတို့ကဆရာတို့စားတော့တော့ကျွန်တော်တို့အဲ့မခံတော့ဘူးမနေ့စောစောတောင်မှ breakfast တွေ့ လာခေါ်မယ်ဆိုပြီးပြန်သွားတယ်ဗျအဲ့ထဲမှာလေကတက်သွားတယ်အဘော်ဓာတ်ရောက်တယ်အဘော်ဓာတ်ကျတော့တကားစီရုံနဲ့စီထားတာပေါ့နော်ကျွန်တော်ဧည့်သည်ရှိနေတော့ကျွန်တော်ဧည့်သည်တွေပါတယ်ဗုဒ္ဓဆရာအမြဲရှိတာမဟုတ်ဘူးဗျအဲမရှိတော့ပိတ်ထားမှာပေါ့နော်တကားဖွင့်ကြည့်လိုက်တဲ့အချိန်မှာစောစောကဇပွဲပေါ်မှာကျွန်တော်ခြံထားခဲ့တယ်ဟင်းနေသမီးတွေဘာမှမရှိတော့ဘူးဘာမှမရှိတော့ဘူးဘာမှမရှိတော့ အဲမတတ်နိုင်ဘူးပေါ့နော်ကောမဒီကလည်းပဲတနိုင်နနိုင်ပြန်သွားပြီဖုန်းတွေပဲဆက်ပြီးဟာကျွန်တော်တို့မှဟင်းနေပြီရှိတော့ဘူးခင်ဗျားတို့ပြန်လာပြေးပါအောင်လဲဘလူးမှမလောက်တော့ဘူးကဲအဲ့တဲ့ကွာဆိုအဲ့ကြတာပါဗျာအဲ့အဲ့ညစာသူတို့မစားတော့ဘူးပေါ့မစားနိုင်တော့ဘူးပေါ့ပြီးတော့အပြီးတော့တော့မနေ့ကကျွန်တော်ကအဲ့ဒီအချိန်မှာလမ်းလျှောက်တယ်ဗျမနေ့ဆိုကျွန်တော်သူများတဲ့အိမ်နေအချိန်ဆိုရင်အားနိုင်မတော်ခင်ထထားပြီးလမ်းလျှောက်တတ်တယ်လမ်းလျှောက်ပြီးတော့မှကျွန်တော် မောင်ငါဆိုင်တွေ့ဘောင်ငါတွေပဲစားစားပြီးတော့ဆရာဦးနှစ်မျိုးကမမရမောင်ငါအလွန်ကြိုက်တယ်ဗျကျွန်တော်ရှေ့ကသွားစားပြီးအာဆရာအိုက်ဆိုင်တော့မစားနဲ့မကောင်းဘူးကိုဆိုင်ကကောင်းတယ်အဲ့လိုညွှန်းတတ်တယ်အာအာဆရာတော့ဒီနေ့ညွှန်းရမယ်နော်မောင်ငါဆိုင်ကောင်းကောင်းကျွန်တော်တွေ့ထားတယ်ဆိုတော့ကျွန်တော်ပြန်လာတယ်အေးစေးပြန်လာတော့မနေ့9နာရီတော့လောက်ကျွန်တော်လမ်းလျှောက်ပြန်ပြန်လာပြီးတော့အဲ့ဒီဘိုးတဲဝင်တဲ့ကိုဝင်လိုက်တဲ့အချိန်မှာဟာဟိုနောက်ကနေပြီးတော့ကျွန်တော် ညာစားတဲ့ကြိုင်တွေကိုဆေးကြောပြီးတော့ဆင့်ပြီးတော့ယူလာတဲ့လူတယောက်ကျွန်တော်ကအပေါ်တက်ခါနေနေပြီ तू ကဆရာဆရာဆိုလမ်းခေါ်တယ်အာကျွန်တော်တိလိုက်တယ်ဒီဒီနောက်ကအေကဗိုလ်ထဲဆောင်မိသားစုကျွန်တော်တွေ့တော့ဘာပြောလဲဆရာကြီးဘာပြောကောင်းမလဲညာဆရာတို့စားပြီးကြံနေသမင်းနေဟင်းနေကျွန်တော်ချိုင်းဆေးဖို့လာသိင်းရနေပြီးတော့ယူသွားတာခလေးတွေဆိုပါဗျာအသားငါမစားရတာကြာနေတော့အဲ့ဒီ ထမင်းနေဟင်းတွေကအားပဲစားတာကျွန်တော်မှကြည့်ပြီးတော့မြေးရောင်လဲအငယ်ဆုံးကလေးကကျွန်တော်မြေးတယ်ဆရာတို့ဘယ်တော့ပြန်လာအောင်မလဲအဲ့ဒါပါအဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့ပဂတိပြည်သူအများစုဖြစ်နေတဲ့အခြေအနေကဒီခြေတွေမျိုးပါပဲအားလုံးကျေးဇူးတင်ပါ